မင်္ဂလာပါရှင်ခရစ်တတရင်ဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ရှီကျင်းဖျင်ရဲ့အလင်းများများမြမအရေးကြောင့်ဘူပေါ်တလူပေါ်ခင်ရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တရုတ်ကွန်မြူနီပါတီက၎င်းတို့စိတ်မသက်မသာဖြစ်ခဲ့ရတဲ့အတိတ်သမိုင်းကြောင်းကိုပြန်လည်ပြင်ဆင်သတ်မှတ်ဖို့အမြင်လိုလိုကြိုးစားခဲ့ပါရယ်။အဲ့ဒီထဲမှာတင်ရန်မင်းရင်ပြင်ရေးခွင်ရင်ကျေးမှုတော်လန်ရေးတွေကထိတ်ဆုံးမှပါဝင်ခဲ့ပါရယ်။ အခုလေအမေရိကန်အလွန်ကမ္ဘာစနစ်ကြီးကို၎င်းတို့စိတ်တိုင်းကြရေးဆွဲဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။ဒါပေမဲ့အာရှနဲ့ပတ်သက်ပြီးအထူးသဖြင့်မြန်မာအရှေ့မှာ၎င်းတို့လက်တွေ့ကျင့်သုံးနေတဲ့မူဝါဒတွေနဲ့ပြောင်ပြောင်ကြီးစန့်ကျင်လိုက်ရှိရလို့တရုတ်ရေးရာကျွမ်းကျင်သူ Robert Manning ကအမေရိကန်မဂ္ဂဇင်းမှာဖော်ပြလာပါတယ်။အမေရိကန်ရဲ့ဗိုလ်ချဆိုမှုရေးဝါဒက၎င်းတို့တနိုင်ငံနဲ့ကြီးစိုးနိုင်ဖို့အတွက်နိုင်ငံတွေကိုဖိနှိပ်ထားဖို့အတွက်သာဖြစ်တယ်လို့အမြဲလိုလိုပြောလို့ရှိပါတယ်။၎င်းတို့ရဲ့ Global Security Initiative ကိုကမ္ဘာလုံးဆိုင် င်ရာလုံခြုံရေးအစီအမံများရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ BRICS တို့နဲ့အစားထိုးဖို့တစားတက်တစားကြိုးပမ်းလာပါတယ်။လက်ရှိနိုင်ငံတရာကျော်ကချီးကျူးထောက်ခံကြတယ်လို့လည်းဆိုပါတယ်။၎င်းတို့အဖို့ကမိခင်ဘဝလည်းကောင်းမွန်နေဆိုတဲ့အပြောလိုပဲညင်းနိုင်စရာမရှိတဲ့အကောင့်နှစ်ကိုသာထုတ်ပြောလာပြီးထောက်ခံကြတာမျိုးဖြစ်ပါတယ်။ GSI ကတကယ်တမ်းမှာငြိမ်းချမ်းစွာ အတူရှင်ပဲနေထိုင်မှု၅ချက်ကိုမုံမံအသက်သွင်းလာတာဖြစ်ပါတယ်။လက်တွေ့မှာ၎င်းတို့ရဲ့အပြုမှုများကတခြားစီဖြစ်လာနေပါတယ်။တောင်တရုတ်ပင်လယ်နဲ့အရှေ့တရုတ်ပင်လယ်ပြင်တွေမှာဖိလစ် ပိုင်းမလေးရှား VNN နဲ့ဂျပန်တို့လိုရှန်ဆောင်လာပါတယ်မြန်မာတို့ရဲ့ပြည်တွင်းစစ်မှ၎င်းတို့လိုချင်တဲ့အရာလက်ထွက်ပေါ်လာအောင်အသေးစိတ်အလုပ်မပြီးပဲတစ်ဖက်သက်ဆွတ်ဖက်လာခဲ့ပါတယ်မြန်မာက၎င်းတို့ရဲ့ အိန္ဒိယတောင်တရုတ်ပင်လယ်ကဲ့သို့နေဆက်ပြဒနာအငင်းပွားမှုမရှိပါဘဲလျှင်အချုပ်ချအာဏာဆိုတာကိုအကြောင်းပြပြီးချင်းချောက်အကြက်ကင်လာတာဖြစ်ပါတယ်။တရုတ်က၎င်းတို့နယ်နဲ့နိမိတ်ထိဆက်နေတဲ့နိုင်ငံ၁၄နိုင်ငံရှိတော်လဲမြန်မာနိုင်ငံကဲ့သို့နေဆက်အငင်းပွားမှုမရှိတဲ့နိုင်ငံဆိုပြီးအတော်လေးကိုရှားပါတယ်။ရုရှားနဲ့ငြိမ်းချမ်းနေရဆိုတော့လဲ1969မှာနေဆက်တိုက်ပွဲများဖြစ်ပွားခဲ့ပူပါတယ်။ မြန်မာမှာပြည်နှင်းစစ်ကြီးဖြစ်ပွားလာမှုနဲ့အတူ၎င်းတို့နေဆက်မှာအွန်လိုင်းဝင်လင်ခိုင်များမှုလို့ပေါက်လာနေလို့လုံခြုံရေးနဲ့ပတ်သက်ပြီးအဖြစ်သေးတဲ့တရုတ်မြန်မာပေါ်အထူးဂရုစိုက်လာပါတယ်။ ရှီကျင်းပြင်က၎င်းရဲ့ GSI အပါအဝင်မြန်မာရဲ့အထောက်အကူအနာကိုလေးစားသင်ကြောင်းအိန္ဒိယနိုင်ငံများရဲ့ညှိနှိုင်းဆောင်ရွက်မှုနဲ့တူဖြစ်ရှင်းရမယ်လို့ပြောဆိုလာတော့လေလက်တွေ့မှာတော့၎င်းတို့တနိုင်ငံနဲ့သာပတ်သက်နေပါတယ်စုစုပေါင်းဒေါ်လာ20ဘီလီယံတန်ဖိုးရှိရှီနီမြုံနံထားတဲ့စီမံကိန်းတွေကပြည်တွင်းစစ်ကြောင်း၎င်းတို့ရဲ့စီမံကိန်းများနှောင့်နှေးလာပါတယ်၎င်းတို့ရဲ့စီးပွားရေးလုံခြုံရေးနဲ့ရှီမံချက်တွေကိုနံပါတ်1အဖြစ်ဦးစားပေးလာတဲ့တရုတ်ကဖေဖော်ဝါရီလအတွင်းပူရဲလုံခြုံရေးကုမ္ပဏီကိုထူထောင်လာခဲ့ပါတယ်မြန်မာဘက်ကလည်း၎င်းတို့အလို့ကြောင့် ဥပဒေပြဋ္ဌာန်းပေးခဲ့ရပါတယ်။တရုတ်ကအာဏာသိမ်းဖွဲ့ကိုတရားဝင်အတိမတ်ပြုခြင်းမရှိသေးတော့လဲဗတ်ပေါင်းစုံမှခစားနေပြီး၎င်းတို့အကြမှာချစ်ကြည်မှုမရှိတော့လဲအပြန်လမ်းမီကိုနေမှုတွေရှိနေပါတယ်။အဲ့ဒီအတွက်၎င်းတို့ပတ်သက်နေတဲ့နှစ်ဖက်စလုံးအကြပြည်လည်မှုရဖို့၎င်းတို့ဘာသာ၎င်းတို့ပြန်ပြည်သူလို့သတ်မှတ်ပြီးကြပွဲစားလှုပ်လာခဲ့ပါတယ်အခုကနိုင်ငံအေရီးယားရဲ့တဝက်တောင်ထိန်းချုပ်နိုင်စွမ်းမရှိတော့တဲ့စစ်ကောင်စီရဲ့ပြိုလဲလို့မတက်ဖြစ်နေတာကိုစိုးရိမ်ထိန်လန့်နေရပါတယ်တရုတ်ကလက်နက်တွေကိုစစ်ကောင်စီနဲ့တိုင်းတောင်ဖွဲ့တွေကိုပင်းလာခဲ့ပြီ ၏၎င်းတို့နှင့်အနီးဆက်ဆံဖြစ်တဲ့ဝါဒတ်တွေကတဖန်တော်လိုင်းဖွဲ့တွေကိုတော်တော်များများကိုဖြန့်ဝေပေးခဲ့ပါတယ်။နောက်ပိုင်းမှာ၎င်းတို့နယ်ဆက်ရှိအွန်လိုင်းဝင်လင်းများကိုအာဏာသိမ်းအဖွဲ့မဖြည့်ရှင်းနိုင်မှုကိုစိတ်ပြန်လာခဲ့ပါတယ်။ဒီအတွက်ကြောင့်လည်းဘီဂျင်းရဲ့မတိမတာမျက်ရည်ပြခဲ့မှုတွေကြောင့်ညီနောင်သုံးဖော်ရဲ2029စစ်စင်ရေးကထိတ်လန့်စရာကောင်းလာအောင်အောင်မြင်ခဲ့ရခြင်းဖြစ်ပါတယ်။2023ဒီဇင်ဘာလကောင်မှာနင်းမြေ နေမြီစတူရန်မှိုင်9900ကိုတန်ယူနိုင်ခဲ့ပါတယ်။နောက်ပိုင်းမှာကုန်သွင်းလမ်းကြောင်းပြန်ပွင့်ဖို့နှစ်ဖက်ယာယီအပြင်းရည်အတွက်ချောင်းဝင်ပေးခဲ့တော်လဲတစ်ဖက်မှာကချင်လွတ်လပ်ရေးတပ်တွေကထိုးစစ်ဆင်လာခဲ့ပါတယ်။ပြီးချင်းကစစ်ကောင်စီအရေးနိုင်လာတော့မှကိုတီလူဂျူရီလူကြီးများကိုလက်ထိုးတဲ့အနည်းနဲ့၎င်းတို့လိုချင်တဲ့ပုံစံမျိုးဖြစ်လာအောင်လုံပန်းလာပါတယ်။တိုင်းရင်တားလက်နှကိုင်းတွေကိုလည်းစစ်ကောင်စီနဲ့အတူပူပေါင်းပြီး2025ရွှေကောက်ပွဲကိုသဘောတူကြဖို့မြှုပ်ဆွဲလာပါတယ်။အာဆီယံကမြို့နယ်145မြို့နယ်မှာသာလူဦးရေစင်ရင်ကောင်းနိုင်တဲ့ရွှေကောက်ပွဲကိုဟ ံပြလို့သာရှုတ်ချလာပြီးငင်းကြံရေးအရင်ဖော်ဆောင်ဖို့ပြောဆိုလာပါတယ်။ဘီဂျင်းကစစ်ကောင်စီကိုသာပို့ပြီးလိုလာတော့လေအန်ယူဂျီမှတည်ငြိမ်မှုဖော်ပြီးနိုင်ရင်လက်တွဲလိုစိမ့်ရှိပါတယ်။ပြဿနာရှိလာနေတဲ့ရွှေကပွဲနဲ့ဒူးတည်ငြိမ်မှုရှိလာအောင်မစွမ်းဆောင်နိုင်တော့မှတန်ရဝင်လာတဲ့အခါလက်ရှိရှုပ်ထွေးနေတဲ့အင်အားစုတွေနဲ့၎င်းတို့လူချင်းတွေရလက်ထွက်လာအောင်လှုပ်လာနိုင်ပါတယ်။အမေရိကန်ရဲ့အသင့်တင်သာပါဝင်ပတ်သက်နေမှုကိုလည်းပုံကြီးချက်ပြောဆိုနေစေပဲဖြစ်ပါတယ်။ လက်ရှိမှာမြမအရေးကိုဖြည့်ရှင်ဖို့နိုင်ငံတကာရဲ့ကြိုးပမ်းမှုတွေကတိုးမပေါက်ဖြစ်နေသေးပါပဲမြမမှာလူမျိုးစုအမျိုးမျိုးကွဲပြားနေပြီးရင်ချားစေဖို့မလွယ်တဲ့အတွက်ရှေးရှေးတည်တတ်မဲ့တည်ငြိမ်မှုမျိုးရရှိဖို့မလွယ်လို့ဆိုတော့လေတရုတ်က၎င်းတို့အကျိုးစီးပွားအတွက်ဩဇာညောင်ပြီးသားစီရေးစီးပွားရေးနဲ့တန်တမာရေးမှာပုံအော်သုံးလာနိုင်တဲ့အရေးကိုရှော့တွက်ထားလို့မရရှီချင်းပြင်က2014ခုနှစ်ကလေးကအာရှရဲ့ပြဿနာကိုအာရှသားတို့သာဖြည့်ရှင်ရမယ်လို့မကြာခဏရှင်ညွန်းပြောဆိုနေတတ်ပါတယ်ဒါပေမဲ့မြမအရှိမှာဓာတ်ရိုက်ဆက်ဆက်နေတဲ့နယ်နိမိတ် ဆက်နေတဲ့အာရှလေးနိုင်ငံအဖို့ကအာရှသားချင်းအတူတူလက်တွေ့မှာတချို့က၎င်းတို့ထပ်ပေါ်ပြီးအခွင့်အရေးရှိအရေးပါနေရလို့ယူဆပါတယ်။အဲ့ဒီအတွက်ရှိချင်းဖြစ်ရဲ့ GSI အပြောကိုလည်းလက်တွေ့မှာမြန်မာအရှိကိုကြည့်ပြီးကြောင်းသူတော့အပြောမျိုးလို့ဆိုပြီးပယ်ချခဲ့ပြီးဖြစ်ပါတယ်။ American က၎င်းတို့အဖို့အခြားနိုင်ငံများထက်တာလွန်နေဆိုတဲ့ Exponentialism အယူအဆနဲ့ကမ္ဘာလုံးဆိုင်ရာတန်ဖိုးများဖြန့်ဝေနေချိန်မှာတရုတ်က၎င်းတို့လည်းတာလွန်နေလို့ဆိုပြီးတရုတ်ရှင်ချင်းမှုတရုတ်ဟန်ကိုလက်ခံလာနိုင်အောင်လုပ်ခြင်းဖြစ်ပါတယ်။တရုတ်က တစ်ချိန်ကကမ္ဘာအလယ်ပိုင်းဘီးရင်နိုင်ငံကိုပြန်ပြီးအသက်သွင်းလိုပြီးနိုင်ငံများကို၎င်းတို့ရဲ့လက်တက်လက်ခွဲများအဖြစ်ရှယ်ဝန်လန်စီမံကိန်းချင်းငွေများဖြင့်တင်သွင်းလာခြင်းဖြစ်ပါတယ်။ဒါကကမ္ဘောဒီးယားနဲ့လာအိုမှာအထင်ရှားတွေ့ရမှာဖြစ်ပါတယ်။ ရှီကျင်းပြင်ရဲ့စိတ်ကူးကအယူအဆတွေကနိုင်ငံပေါင်းချုပ်အသင်းကြီးပုံစံပြန်အသက်သွင်းလိုပြီးအထက်တန်းအကြောင်းသားတွေ၎င်းတို့စိတ်ကူးနဲ့ဖြစ်စေခြင်းနဲ့ကုလသမဂ္ဂအဖွဲ့အစည်းမျိုးချပြတာထက်မပိုမြန်မာနဲ့ပတ်သက်ပြီး၎င်းတို့အပြင်းဆွဲအပြော့ဆွဲကထိရောက်မှုမရှိတဲ့ပြင်တန်တမာကြီးဘက်မှလည်းအယောင်ဆောင်မှုဝါဒတွေရှည်တန်းတင်လာလို့အမှားမှအရွှင်ရွှင်ဖြစ်ခဲ့ရပါတယ်။၎င်းတို့ရဲ့စီးပွားရေးနဲ့မဟာဗျူဟာပိုင်းအင်အားကြီးလာမှုကိုအယားသွင်းခဲ့ခြင်းမရှိတဲ့လက်ရှိကမ္ဘာစနစ်ကိုလည်းစိတ်ကုံခန်းလာနေပါတယ်။အင်အားကြီးနိုင်ငံစုံပါဝင်စီမံခန့်ခွဲရမယ်ဆိုတဲ့မာတီ ပိုတာစနစ်ကလည်း၎င်းတို့ကိုသာအတိကနေရာမှာထားပြီးဘရာဇီးတူရကီအိန္ဒိယကဲ့သို့ပေါ်ထွန်းစာအင်အားကြီးနိုင်ငံတွေကိုလူရသွင်းမဲ့စနစ်မျိုးမဟုတ်မြန်မာနိုင်ငံရဲ့ကံကြမ္မာနဲ့ကမ္ဘာအစီအစဉ်တစ်ခုလုံးရဲ့အနာဂတ်ကဒေတာရင်းနဲ့ကမ္ဘာလုံးဆိုင်ရာပြဿနာတွေကိုဖြေရှင်းနိုင်မယ်အင်အားထိန်ခွင်ရှာအသစ်တစ်ခုတည်ဆောက်နိုင်မှုပေါ်မူတည်နေရလို့စောင်းမမှရေးသားထားတာကိုတင်ဆက်ပေးလိုက်ရပါရဲ့ရှင် ကတားမအင်းတော်ဘက်ကိုစစ်ကူလာတဲ့စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်သား40သိန်းဆုံးပြီး29အရှင်ဖမ်းမိကလက်နက်ကင်ရဲ့အမြောင်များနဲ့တင်ဆက်ရရှိတဲ့အကြောင်းတင်ဆက်ပေးပါမယ်။သခိုင်းတိုင်းကတားမြို့နယ်မှာအင်းတော်မြို့နယ်ဘက်ကိုစစ်ကူလာတဲ့စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်သား40သိန်းဆုံးပြီး29အရှင်ဖမ်းမိကလက်နက်ကင်ရဲ့အမြောင်များနဲ့တင်ဆက်ရရှိခဲ့ကြောင်း KIA ရဲ့စီးရီးသတင်းရင်းမြစ်ကပြောပါတယ်။ မလ15ရက်နေ့နဲ့16ရက်နေ့မှာကတားမြို့နယ်အတွင်းရှိအကြံပတ်စစ်ကောင်စီတပ်သားတွေကအင်အား150ခန်းနဲ့အင်းတော်မြို့နယ်ဘက်ကိုစစ်ကူလာရောက်စဉ် KIA PDF ပူးပေါင်းတပ်တွေကဂျားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းအကြံပတ်စစ်ကောင်စီတပ်သား40သေဆုံးပြီး29ဦးအရှင်ဖမ်းမိကထိခိုက်ဒဏ်ရာရရှိသူများပြားပြီးစစ်ကြောင်းတစ်ကြောင်လုံးတပ်ပြတ်ကကတားမြို့နယ်အတွင်းကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါတယ်။တိုက်ပွဲအတွင်း KIA ပူးပေါင်းတပ်ဘက်တွေမှလက်နက်ကင်ရဲ့အများများနဲ့တင်းဆဲနိုင်ခဲ့ပြီးလက်ရှိအချိန်မှာနေမြေ ရှင်လင်းရီတွေဆက်လက်လှုပ်ဆောင်နေကြောင်းသိရပါတယ်။ကတာဘက်ကနေအင်းတော်ဘက်ကိုစစ်ကူတွာဖို့ထွက်လာတဲ့အင်အား150ပါးတဲ့စစ်ခွေးစစ်ကြောကို KIA PDF ပူပေါင်းတပ်ဖွဲ့တွေကနှရဆက်တိုက်ကြားဖြတ်တိုက်ခိုက်တာပေါ့စစ်ခွေးအကောင့်၄၀ပြည်29အရှင်ဖမ်းမိတဲ့လက်နက်ခဲယံတွေလည်းအများအများသိမ်းဆဲနိုင်ခဲ့တယ်လို့ KIA ရဲ့စီးရီးသတင်းအရှင်မြစ်တွေကပြောပါတယ်။ ဇလန်ပြီးကလေးမျိုးမှာအသက်မပြည့်သေးတဲ့လူငယ်တွေကိုပါပေါ်တာဆွဲဖမ်းဆီးနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကလေးမျိုးမှာစစ်ကောင်စီတပ်ကစစ်မှုထမ်းဖို့အသက်မပြည့်သေးတဲ့လူငယ်တွေကိုပါဖမ်းဆီးပြီးစစ်တပ်နဲ့ကြောင်းကိုပို့ဆောင်နေရလို့ဒေသခံတွေနဲ့မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်။မလ16ရက်နေ့ကနေ့ တရက်နေ့ကနေ16ရက်နေ့ထိလူငယ်အနည်းဆုံး40ခန်းကိုစစ်ကောင်စီတပ်ကဖမ်းဆီးခဲ့ပြီးစစ်မှုထမ်းဖို့အတင်းအဓမ္မခေါ်ဆောင်ခံနေရတယ်လို့သိရပါတယ်။ချင်းခန့်နေတဲ့လူငယ်အုပ်စုကိုစစ်ကောင်စီတပ်ကအစုလိုက်ဖမ်းဆီးခဲ့ပြီးသူတို့ဟာအသက်18နှစ်အောက်ရွယ်ဖြစ်တယ်လို့မြင်တွေ့သူတွေကပြောပါတယ်။တချို့ကလေးတွေဆိုရင်အသက်18နှစ်မပြည့်နဲ့ခေါ်သွားတာရှိတယ်။အခုခေတ်ကလေးတွေကလူကောင်လဲထွားကြတယ်ဆိုတော့ခေါ်သွားကြတာဆိုင်ကနေမြင်ဆိုင်ကမှရှူသွားတာကျမလမ်းမှာတွေ့ခဲ့တာ။ကောင်လေးတွေကငငယ်လေးရှိအောင်မဲစစ်သားတွေကအင်စီကားပေါ်တင်သွားတယ်။ ီကောင်လေးတွေရဲ့ဆိုင်ကယ်ကိုတော့ရဲနှကောင်ကစီးသွားတယ်လို့ဒေသခံတအုပ်ကပြောပါတယ်။ကလီမျိုးပေါ်ရက်ကွက်တွေမှာစစ်ကောင်စီကအိစီကပရိုပေါက်ကဖြူမတ်တူကအဖြူတွေနဲ့နေတိုင်းဖမ်းဆီးမှုတွေပြုလုပ်နေပြီးမျိုးပေါ်ကရက်ကွက်တချို့မှာလည်းတအိမ်တက်စင်အိမ်နောက်စုစင်ရင်စင်ရင်နေအိမ်တွေထဲဒီဝင်ရောက်ပေါ်တာဆွဲပြုလုပ်လာတယ်လို့ဆိုပါတယ်။အဖမ်းဆီးကတော့အရင်ထက်တော်တော်များလာတယ်ပြီးခဲ့တဲ့ရက်ကပဲတင်နန်းစင်နဲ့စစ်သားတွေကိုတာဝန်ကျရာတိုင်ရင်တွေစီကလီ လေရင်ခွေးမှာပို့ဆောင်တာတွေ့ရတဲ့စစ်ကားလေးစီးနဲ့အပြည့်ပဲသူတို့လိုချင်တဲ့အင်အားမပြည့်မချင်းဖမ်းနေမဲ့သဘောပဲလို့ဒေသခံတအုပ်ကပြောပါတယ်စစ်မှုရန်ပတ်စင်ဆယ်ကိုအတွင်းစစ်ကောင်စီတပ်ကအရက်သားလူငယ်12655ဦးကိုဖမ်းဆီးခဲ့တယ်လို့ဖေဖော်ဝါရီလအတွင်းမှာထုတ်ပြန်ထားပါတယ်ရှင်